ရုရှားနဲ့ရပောင်း30ကြာထွထွေဖြစ်ခတ်ရစေဖို့အမေရိကန်ရဲ့အဆိုပြုချက်ကိုယူကရိန်းကလက်ခံခဲ့ပြီးတဲ့နောက်စစ်ဘက်ဆိုင်ရာအကူအညီနဲ့ထောက်လှမ်းရေးသတင်းမျှဝေမှုဆိုင်ရာကန့်သက်ချက်တွေကိုရုတ်သိမ်းပေးဖို့အမေရိကန်ကသဘောတူခဲ့ပါတယ်။မနေ့ကဆော်ရီနိုင်ငံဂျတားမြို့မှာရှင်းနိုင်ကြာပြုလုပ်ခဲ့တဲ့ယူကရိန်းနဲ့အမေရိကန်ကိုယ်စားလှယ်တွေတွဲဆုံဆွေးနွေးမှုအပြီးမှာအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကဒီသဘောတူညီချက်တွေကိုကြေညာခဲ့တာပါ။အဲ့ဒီနောက်အမေရိကန်ရဲ့အပြစ်ခတ်ရစဲရေးအဆိုပြုချက်ကို ရခြားကလည်းလက်ခံလိမ့်မယ်လို့မျှော်လင့်ကြောင်းတမရဒိုနယ်ထရန့်ကအင်ဂျူရောအပြင်ပတ်မှာသတင်းတောက်တွေကိုပြောပါရယ်အပြည့်ရရေးအစီအစဉ်ဆွေးနွေးဖို့အမေရိကန်ကရခြားနဲ့တွဲဆမှုတွေကိုမကြားခင်မှာလှုပ်ဆောင်သွားမယ်လို့လည်းထရန့်ကဆိုပါရယ် Hopefully President Putin will agree to that also and we can get this show on the road I think it's a big difference between the last visit you saw at the oval office and this so that's a uh, total ceasefire ukraine has agreed to it and hopefully russia will agree to it we're going to meet with them later on today and tomorrow ဒါအပြင်ဒီကမ်းလှမ်းချက်တွေကိုမော်စကိုစီယူဆောင်သွားမယ်လို့နိုင်ငံရေးဝန်ကြီးမာကိုရူဘီယိုကမနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ် and we hope that they'll say yes that they'll say yes to peace the ball's now in their court ပြီးခဲ့တဲ့ဖေဖော်ဝါရီ28ရက်ကအင်ဗီရိုမှာယူကရိန်းနဲ့အမေရိကန်နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြားဒေါသတကြီးအငင်းခုံဖြစ်ခဲ့ပြီးတဲ့နောက်မှာယူကရိန်းဘော်အမေရိကန်ရဲ့စီအေးကူညီနဲ့ထောက်လှမ်းရေးသတင်းမျှဝေမှုကိုထရန့်ကရပ်ဆိုင်းခဲ့တာနဲ့အတူ နှစ်နိုင်ငံကြားဆက်ဆံရေးယိုယွင်းခဲ့ရပါတယ်။ဒါပေမဲ့မနေ့ကပြုလုပ်တဲ့ဆွေးနွေးမှုတွေအပြီးမှာတော့အပြည့်အရေးညှိနှိုင်းမှုရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့အကူအညီတွေရပ်ဆိုင်းထားတာကိုအမေရိကန်ကပြန်လည်ရုပ်သိမ်းပေးခဲ့တာပါ။ဒီနေ့ယူကရိန်းနဲ့ဆွေးနွေးပွဲမှာအပြုသဘောဆောင်တဲ့ရက်လက်တွေရခဲ့လို့ယူကရိန်းပေါ်ဆိုင်းငံ့ထားတဲ့ကာကွယ်ရေးအကူအညီတွေအလုံးရှက်ရှင်းပြန်ပို့ပေးဖို့တမရဖရန့်ကဆုံးဖြတ်လိုက်တာပါလို့အမေရိကန်မျိုးသားလုံခြုံရေးအကြံပေးမိုက်ဝော့ဖ်ကပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ မနေ့ကသဘောတူညီချက်တွေရခဲ့ပြီးမှတော့ဇီလန်စကီကိုအင်ပီရိုစီပြန်ပြီးဖိတ်ကြားမှလာလို့သတင်းတောက်တွေကသမ္မတထရန့်ကိုမေးမြန်းခဲ့ပါတယ် Is Zelensky invited back to the White House? Sure, absolutely. မတီကန်ရဲ့အဆိုပြချက်ကိုရုရှားကသဘောတူပြီးတာနဲ့အပြစ်ခတ်ရစဲရေးအသက်ဝင်လာမယ်လို့ယူကရိန်းကောင်ဆောင်ဇီလန်စကီကပြောပါတယ်။ Vajaymo, це позитивним. အခုလိုအဆိုပြချက်တွေနဲ့ပတ်သက်ပြီးအမေရိကန်ကိုယ်စားလှယ်တွေနဲ့တွဲဆုံရေးကိုလာမယ့်ရက်အတော်ကြာတဲ့အထိတော့ ပယ်ချမထားသေးဘူးလို့ရခြားနိုင်ငံဂျာယီဝန်ကြီးဌာနကပြောကြားခဲ့ကြောင်းနိုင်ငံပိုင်းသတင်းအေဂျင်စီ RIA ကဖော်ပြထားပါတယ်။